ဆရာကြီးတို့တော်စီရေးသားသောဘဝတရားဖို့ဝိထုတော်ကောင်တစ်ပုဒ်ဖြစ်သည့်ဒီခိနဲ့ဒီရောဒီခိနဲ့ဒီရောတာပါစာမေမေတ္တရဲ့မောင်မှန်တဲ့အဖြေဆောင်အံ့ရှေးရကောင်ခေဟောင်းနဲ့ပြောင်းမြန်ွယ်လီကြာရကြာရနာဝနဝင်းချူရခင်ဆိုသည့်ရွာမျိုးကစိုးလာတကူဒီရွာနာမည်ကအုတ်ရှိကုန်ဟုခေါ်ပါသည် ကျွန်တော်တို့ရွာကြီးနဲ့တမိုင်မြဝေးပါသည်ကျွန်တော်တို့ရွာနောက်ဖက်မျောကြည့်လိုက်တော့လေခွင်းခေါင်ခေါင်ကြီးထဲမှာတပ်ပင်အုပ်စုကြီးကြီးတစ်ခုနဲ့ငငယ်တစ်ခုမဆက်တဆက်နေသည်ကိုမြင်ရပါမည်ရင်းကိုအုပ်ရှိကုံရွာကြီးနဲ့ရွာလေးဟုခေါ်ပါသည်ရှေးရခင်ကရွာကြီးတွင်သလီးငါအိမ်ရှိ၍ရွာလေးမှာသုံးလေးအိမ်ရှိတတ်ပါသည်ကျွန်တော်မဝင်မီတည့်ရရောခါကတော့ ဤရွာသည်စီပင်ခဲ့သည်ဟုပြောကြပါသည်။ဘုံကြီးကြောင့်လည်းရှိခဲ့ပါသည်တဲ့။မူလရွာတီစားကမူတမက်ဥချလဲပိုင်းရှင်များနှင့်ဖြစ်ကြပေမည်။ထိုရွာပလေအနီးတစ်ဝက်ကလဲများကိုထိုရွာသားများကပိုင်ဆိုင်ကြပေမည်။သို့သောအင်္ဂလိပ်အုပ်စိုးပြီးနောက်အရင်းရှင်စနစ်မီးကုန်ရန်ကုန်တောက်သော1900ပြည့်နှစ်ဒီမာဘက်တွင် ထိုရွာသားပိုင်းလေမေများသည်တစတစနှင့်မြို့ပေါ်ရှိချစ်တီကလာနှင့်မြမမြေပိုင်ရှင်များလက်သို့ရောက်ကုန်ကြ၍ကျွန်တော်မှတ်မိသောရေတွင်ထိုရွာရှိ လေသမားများသည်မြေငါလှုပ်ဆားရသူများသာဖြစ်ကြကုန်သည်ထိုတယောက်ခါထိုရွာသားတို့လိုအားနှင့်ထွက်သောစပါးသည်တဝက်ကြောကြောက မြို့ပေါ်ရှိမြေပိုင်ရှင်များထံရောက်ကုန်ကြသည် ထိုရွာသားအလုံးမဆလောက်တော့၍တပြည်ပြည်အချားရွာများသို့ပြောင်းရွှေ့သွားကြကုန်ရခြင်းဖြင့်ရွာသိမ်ငယ်သွားကနောက်ဆုံး၌ရွာကြီးက၁၄၅၆အိမ်ရွာလေးက၃အိမ်နှစ်ခုပေါင်းမှအိမ်ကြီး၂၀မပြည့်သောဖြစ်ကိုရောက်ရှိသွားပြီးတော့၏ရှင်ချေတွင်ထိုရွာမှာလေလုတ်သူ၃လေးဦးရှိ၏သို့သောမိမိလေပိုင်းဟူ၍တရုံလှုပ်ပြအောင်မိသူမှမရှိကြတော့ မြို့ပေါ်ရှိမြန်မာမျိုးပိုင်ရှင်နဲ့ချစ်တီကလာတို့ထံမှလေထောက်ခနဲ့လောက်ကြရသည်သာဖြစ်ကြကုန်၏သူတို့ကိုပင်သူတို့ရွာသားများကလူချမ်းသာဟုတမောက်ကြကုန်၏စင်စဲလေသူတို့သည်သာလေထောက်ခနှစ်ထက်တူးနှင့်ကြွေမကင်ကြပေမဲ့သားနိုင်တောင်းနိုင်ရှိကြ၍အခြားသူများကညီသူများဝန်းစားသဘောမရှိကြခြင်းသူတို့ရသည်မိုးရင်းသာလဲလှုပ်ရှိကြ၍ကောက်ရိပ်သိမ်းပြီးသောခါ၌တနွေလုံး ဘာလုံးမှမရှိကြတော့ချေထိုအခါ၌သူတို့ရောစလီငိုင်းကလေးတည်နေမှုအတွက်တကူသေးသော အထူးလုပ်ငန်းတစ်ရပ်ပေါ်လာပြီးသည်ရှင်ကအချာမဟုတ်နွားသက်သောအလုတ်ပေသည်ပေကနွားတပါသည်သူတို့ရောတဲ့လူချမ်းသာဟုခေါ်သောမျိုးဘော်ကလေထောက်ကယူလို့သူတအူနှုတ်ကတပတ်လျင်နွားတကောင်နှကောင်တက်ဖို့ဝဲသည် ပေါင်းတယ်မျိုးတွင်ဗုဒ္ဓဟူသည်နွားပွင့်နေ့ဖြစ်လျောင်းကြာသာရင်းနေ့တွင်အုတ်ရှိကုံကအမေသာလာတော်မူဖြစ်ကြောင်းနဗိပတ်ဝင်ခြင်းရွာများကငရုတ်ချက်သွန်ထောင်းထားကြသည်သာဖြစ်ကုန်၏ထို့ပြင်သူတို့တွင်နွားဘဲကဝဲသောနွားသာမကနဘော့ခိုးနွားများလည်းဝင်းခုတ်တက်သည် ဝင်းခုတ်တက်သည်ဖြစ်ရာပဝင်းခြင်းရွာများကနွားပြောက်ပွားကရှိဥသောသူတို့ရွာသို့ဥတီစုံစမ်းကြသည်သာဖြစ်၏ တို့ကြောင့်တို့ရွာကိုဟိုးရှိရခင်ကနှစ်ခုရွာနှစ်သက်ကုန်းဟုခေါ်တွင်ခဲ့တည်းတို့ဖြင့်1968ခုနှစ်ဥပိုင်း၌ကျွန်တော်၏ဇာတိရွာသို့ပြန်ရောက်သွားခဲ့၍ဤရွာကလေးကြောင့်စုံစမ်းကြည့်တော့အောင်မအခုအုတ်ရှိကုန်းရွာကဟိုတုန်းကနဲ့ပြောင်းပြန်ဖြစ်နေပြီမောင်ကြီးမင်းသွားကြည့်စမ်းပြောမယုံကြုံမသိမယ်တို့ရွာသားတွေကအခုအလုံးနဲ့လက်နဲ့မပြတ်ကြတော့ဘူးဆိုသည်နဲ့ကျွန်တော်ကဘာလဲ အခုအမဲသားစည်းကောင်းလို့နားမပြတ်တက်နေကြလို့လားမဟုတ်ဘူးကွအခုဒီလိုမျိုးတွေမရှိကြတော့ဘူးကောင်းကောင်းမွန်မွန်စိုက်ခင်းပြုတ်ခင်းနဲ့မင်းမင်းမျိုးများရောက်သွားသလားအောင်မရရဲတဲဆိုရဲစားပါလားဟာတို့ပြည့်တခုတော့နန်းနန်းနိုင်ကျွန်တော်ဒီတယောက်တည်းထူရွာကလေးစီတို့လမ်းလျှောက်ရင်းထွက်ခဲ့လေ၏ဖေဖော်ဝါရီလဆောင်းတွင် ဝီလီဝီလီနှင်းများချနေပြီးကျွန်တော်ကိုအင်းကြီးဝတ်ထားတော့လဲချမ်းရည်တစ်ဖြစ် ကိုနွေးစိန်သောကဒုံပြိလိုက် မောတော်လန်းလျှောက်လိုက်နဲ့မကြမီရွာလီနာချင်းကံမီလီတော်ရွာထဲမှာရက်ကန်းရက်တန်ကိုကြားရသည်ရွာပြင်မှာကော်ဖီကော်ဖီဘန်းနဲ့နေမျိုးဘန်းဆိုင်ခင်းများကိုလည်းတွေ့ရသည်ထူးပြီးစမ်းပြီဗျာကိုတော့က ဒီရွာပတ်ဝန်းကျင်ဒီချိန်မှာ6သိန်းရောင်းနေတာရင်းဆိုင်ခင်းအတွက်ဒင်းတို့ဘယ်ကရေရပါသနည်းသုံးတန်းကြီးတော့ရွာတောင်ပတ်မလန့်မကန့်ရှိ တူမြောင်နေမောက်ကဲအိနီယာ၌ကျွန်တော်တို့ဖို့ခိချင်းတွေကိုစဉ်းစားဖို့ပေါ်လာပြီဒီရွာနဲ့ဒီတူမြောင်တီရှေးပဝေတနီကာလာကပင်ရှိခဲ့၏အီတူမြောင်ချောင်းပြောရအောင်မည် ကျွန်တော်တို့ရွာအရှိဘတ်မိုင်းဝက်ခန့်တွင် အုံတုံချောင်းမြည်သောချောင်းတစ်ခုရှိ၏။မိုးရင်းမှသာရေစီး၍နွေမောင်ရှိမရှိကြ။တိုးသောမိုးဦးမိုးလယ်တို့တွင်နှစ်စဉ်ရေရှမ်းတက်၍လယ်မြောင်ပျက်စီးကြသည်။ထို့ကြောင့်ထိုချောင်းမှအနောက်စုစုသို့တူးမြောင်ဖောက်၍ရေခွဲထုတ်ရရာရင်းကိုကူကြီးရွာနီးမှဖျက်တမ်းသွားသည့်ဖြင့်ကူကြီးတူးမြောင်ဟုခေါ်၏။ဤကူကြီးတူးမြောင်သည်ပင် ်ယခုအုတ်ရှိကုံရွာသားတို့အကျိုးခံစားနေရခြင်းဖြစ်၏ရှေးရခင်ခေအောင်တွင်သူတို့ရွာသားတို့သည်ဤသူမျိုးကိုဒီလိုအသုံးချကောင်းမှန်းမသိကြကြ၏မိုးနောက်ပြီးမြောင်းနေရီစီရတန်၍ရီနေသွားသည်၌သူ့အကန့်ငါးကန့်ခွဲလျက်ငါးပတ်စားပြစ်လိုက်ကြတော့သည်ယခုကဣတနတ်စလို့မဟုတ်ကြတော့ပဲမိုးနောင်ရီအုံတုံချောင်းမှရေစီးတက်နေတဲ့ပြိုင်နဲ့သူတို့ရွာနောက်ဖက်နားစီမှာ တမန်တုတ်၍ရေကိုတူလောင်ထားလိုက်တော်သည်ရင်းတို့ပြူချင်းဖြင့်တန်ွေလုံးရေရရှိနေ၍ထိုးတူးများကိုအမိတဲပြူကောင်အသေးပင်များကိုစိုက်ပြိုးနိုင်ခြင်းဖြစ်ပေတော်၏ကဲဤတို့လုံးရမောင်ရှေးရခင်ခက်ကရှေးလူတွေဖို့အနီလေးနှင့်ခရီးဝင်နေခဲ့၏မိုးရင်မိုးရမကလေလောရမည်မိုးနောင်ချောင်းနေမြောင်နေရေနေသောသောငါပက်စားရမည် တလောက်ပဲတည်ခဲ့ကြ၏ယခုကယခုလူများသည်သူတို့လေထဲတွင်တစ်နှစ်လင်နှစ်ကြိမ်ဆက်၍နှစ်သီးဆက်ရမည်ကိုတည်ကုံလေပြီသူတို့ရောအပတ်လည်ရှိလေတို့သည်လည်းရှိရခင်မြေရှင်တို့လက်ထက်မှလုကင်းကြကုန်၍တော်လန်၏ဆိုရပြဋ္ဌာန်းသောဥပဒေအရမြေကားများလည်းမပေးရတော့ပြီအလုံးသူတို့လုံသားပိုင်းလေမြများ ဖြစ်ကုန်ကြလေပြီရွာထဲမှာရှက်ကန်လက်ခတ်တန်း နာဂန်လျက်၎င်းသူတို့ရွာပင်ကစိုက်ခင်းတွေကြီးလျက်၎င်းကျွန်တော်သည်ပီတိတောမနတဖြစ်ကောကုကြီးတူမြောင်းစီတို့လာခဲ့သည်သူတို့ရွာရဲဝင်ဖို့တော့စိတ်မကူးပြီသူတို့ရွာကျွန်တော်မရောက်ဒီမှာအနှစ်30ကျော်ခဲ့ပြီဖြစ်အောင်ဘဲအတီကျွမ်းကို အဖေတို့မေးရပါတော့အန်နီတီအောင်ကြောင်များလဲရှိမှ ရှိကြတော့မည်တို့ဖြစ်ကျွန်တော်သည် တူမြောင်းတာယိုးကိုတက်၍ကိုရွာသူပြန်ရန်အရှိဘက်မျက်နှာမူ၍ရောက်ခဲ့သည်ထွက်သက်စနေအောင်ကအာကောင်စေနှင်းမြူနှင့်လုံထွေတုံဖြစ်၏ထိုတာယိုးပေါ်၌ကျွန်တော်ရှော့ရမိခရီးတဝက်ကြောကြောလောက်ရောက်တည်၌နောက်မှတစုံတစ်ယောက်ဤခေါ်တံကိုမသိမကွယ်ကြာရသည်ကျွန်တော်ရှိမလန်မကန်တွင်လဲရသည့်မောင်းနေနေသည့်ဖြစ်ရာဒီနေရာဒီရက်တွင်ကျွန်တော်မြည်သူမြခေါ်ချမည်မဟုတ် ရှိကလေးကိုသူတို့ချင်းခေါ်ခြင်းသာဖြစ်လိမ့်မည်ကျွန်တော်နောက်ပြန်မကြည့်ခဲ့သို့တော်တန်ဒီတဖြည်းဖြည်းနီးနီးလာ၍ခေါ်တန်လဲတဲကွဲလာကောင်းပြို့ရှိရလူပြို့ရှိရလူဟုကြားသည်ဖြင့်ကျွန်တော်ရက်ပြီးနောက်ပြန်လဲကြည့်လိုက်သည်ရိုင်းဖယ်တနက်ကင်ထသောဘောင်းမီဝေးတယောက်ကျွန်ုပ်ကိုအမိလိုက်လာနေခြင်းဖြစ်သည်လူဆိုးပေလောလူကောင်းပေလော မိတို့ဖြစ်စီသူ့လက်မှာတနဲ့ရှိနေတော့ကျွန်တော်လွတ်အောင်ရှောင်ကွင်း၍မရတော့ရင်ဆိုင်ရန်သာရှိတော်၏တို့ကြောင့်ကျွန်တော်ကိုအင်းကြီးအိမ်နှက်ဖက်လက်နိုင်ကရင်ကို့၍သူ့စီတို့ပြန်လျှောက်ခဲ့သည်လူချင်းနီလာတော်သူတင်ရဲယူနီဖောင်းနဲ့ဖြစ်နေပြီးကျွန်တော်ကစတင်ပြီးရဲဘော်ဟိုကျုပ်ကိုခေါ်နေရလားသူသည်ပြေးလိုက်လာရပြီမောပန်းတဲ့ဖြစ်ဟုတ်တယ်ဗျခင်ဗျမတင်ကားလို့ ခမဘဲရလဲဘသူလဲဒီကိုဘာလာလောက်တာလဲကျွန်တော်ကသူ့မိကုန်းကိုပြေးလေးသွားဖြေလိုက်တည်နေသူ့မျက်နှာထောင်ခြုံသွားသည်ကျွန်တော်က secret ဘူးနဲ့မိချစ်ထုတ်၍တယောက်တလေးစီတော်လဲကြသည်ထို့သင်ခြောက်လုံးမျိုးနဲ့ရယူနီဖောင်းဝတ်တူရောက်လာပြန်၍ပထမရဲဘော်နီတူကျွန်တော်ရှင်းပြပြန်သည်အေးဗျာခမအဲဟိုရွာပက်လေရှောက်ကြည့်နေတာကို သူတို့ရွာသကြီးကမတင်ငါဘူးဆိုလို့ကျွန်တော်တို့လိုက်လာတာ။အော်အဲ့ဒီရွာမှာသကြီးနဲ့ဘာနဲ့ပါလားဗျ။ကျွန်တော်ကအာအတင်သွားမိမိ။နောက်မှကျွန်တော်ဒီရွာဤရှေးပြည်ဟောင်းကိုရှင်းပြရသည်။သူတို့လည်းရင်မောကြသည်။အခုတော့ဒီလိုမောကြတော့ဘူးဗျ။ဟန်ကြပန်းကြဖြစ်နေကြပါပြီ။ဝမ်းသာပါတယ်ဗျာ။ဟိုတုန်းကဆိုအဲ့ဒီရွာကိုကျွန်တော်တို့ရွာကသကြီးအုပ်ချုပ်ရတာဗျ။ တကြီးအိမ်မှာဆိုအမဲသားဘယ်ပြက်မလဲရှေးရခင်ထုံးစံနွားတင်ရင်တကြီးအိမ်တရေပို့ရတဘူးဗျရှင်းတို့စကားပြောချရင် ကျွန်တော်တို့ဒီတူမြောင်းတာယူအတိုင်းရှောက်ခဲ့ကြ၍ပေတရာလမ်းမှာရောက်တော့သူတို့ကသူတို့ဂက်ရှိယာတောင်ဘက်သွားရမည်ကျွန်တော်ကကိုရရှိမြောက်ဘက်သွားရမည်ဖြစ်၍ကျွန်တော်ကနှုတ်ဆက်တော့နေအောင်မြခင်မမသွားပါနဲ့အောင်တကြီးနဲ့တွေ့ပါအောင်အော်လက်စာတတော့ ူတို့ကတကြီးတိုင်ချက်နဲ့ကျွန်တော်ဖမ်းထားတာကိုကဲကဲစောင့်မယ်။ဆယ်မိနစ်ခန့်ကြာမှရင်းနှီးအောင်နဲ့လူဖြူဖြူပိမ့်ပိမ့်တယောက်ရှောက်လာသည်။ထို့လူသည်ကျွန်တော်တဲ့အသက်16နှစ်ငယ်မိဖြစ်အောင်ကျွန်တော်ကစတင်၍ဟေးမင်းအုတ်ရှိကုံရောကတကြီးလားကွာ။ဟုတ်တယ်ဗျ။မင်းအုတ်ရှိကုံရွာဇာတိပဲလားဟုတ်တယ်ဗျဘယ်လူတိုက်ထဲရလဲမင်းဘယ်သူသားလဲကျွန်တော် ိုစိန်ကြီးသားဗျဟာမေးပြီကိုစိန်ကြီးငါသိတာဗောကွာငါကြို့ပင်ရွာကဥပိုးစေသားလေဒါပေမဲ့မင်းတို့လူငယ်တွေကတော့ငါ့ကိုသိမြင်မဟုတ်တော့ဘူးငါရွာကထွက်သွားတာအနှစ်30ကျော်ပြီကွာဟုတ်ကဲ့ဟိုဥပိုးစေသားဆိုက်ရေးဆရာရန်ကုန်မှာနေတယ်ဆိုတော့ကျွန်တော်တို့ကြားပါတယ်ကျွန်တော်ကဆေးရညီဘူမူမောင်အီးတာမိလိုက်တာအခုသူ့ဘယ်မှာလဲဗျဘိတ်ပလဲကျွန်းမှာကွာ ရင်းတို့ကျွန်တော်တို့ချင်းအပြည့်လေးရှိနေသောအခါ၌ပြီးသူရေးများကကဲတကြီးကျင်းနဲ့ပလားကျုပ်တို့သွားရောမလားဟာဟိုသွားပါတော့ဗျာသွားပါတော့ကျွန်တော်ကတခြားလူမလို့ပါဟုစူပြီးလူချင်းခွဲခဲ့ကြ၏တကြီးကကျွန်တော်နဲ့တူပါလာ၏တရနဲ့ရွာထဲဝင်ခဲ့ရောပေါ့ဗျအေးကွာဒါမဲ့ငါဘသူဘလို့မေးရမှမသိဖြစ်နေတာအခုမင်းတို့ရွာအင်ဂျင်ဘယ်လောက်ရှိနေပလဲရှက်စီ တဲဥပါလားဟာဟိုတုန်းကဆို20မပြည့်ဘူးကွာနှုတ်အခုဘုန်းကြီးကျောင်းကိုရှိပလားရှိပြီဗျအစိုးရမူလတန်းကျောင်းလည်းရှိပြီဟန်ကြပါဟိဟိုတုန်းကဆိုမင်းတို့ရွာသားတွေစာသင်ခြင်းရှင်ပြုခြင်းငါတို့ရွာကဘုန်းကြီးကျောင်းကိုလာရတာပေါ့ကွာဟုတ်ကဲ့အခုလက်ခတ်တန်လည်းကြားခဲ့တယ်မင်းတို့ရွာရက်ကန်းရက်ရပြီလားရက်ရပြီဗျရှေးရခင်အရင်ရှင်ခဲ့ မြို့ပေါ်မှာခြေပုံပေးတရုတ်တွေအုပ်ဆိုးစင်ကမို့ဒီလိုရွာသိမ်းရွာငယ်ကလေးတွေမှာအဖဲလင်းခြိပေးလင်းအန်နီယခုအစိုးရရက်ကန်တမဝဲမှခေချာမှာအုပ်စုအသီးသီးကိုခြိများပြန့်ဝေရေးရက်စီခြင်းဖြစ်သည်ရက်ကန်ဒီစနေရာစီအလုပ်ဖြစ်ဤကြားမကြီးငယ်မဟု ဆိုင်ရာဆိုင်ရာလုံနိုင်သည် လက်ခက်တန်ကြသောရွာမှာငွေကြီးချောင်လေသည်သိစစ်လက်ခက်တန်သည် ပတ်စံတမ်းပင်ဖြစ်သည်မင်းတို့ရွာဆိုက်ခင်းပြင်းနေရလဲတဲနေပါလားဟိဒီလိုတူးမြောင်းအကြီးကိုဒီလိုယူပြီးဒီဟာဒီမှာဒီလိုဆက်ရမန်းရှေးတုန်းကလူတွေဟာမတိခဲ့ကြဘူးကွနော်တက်တက်အနီးလေးနဲ့ခီးဝေးခဲ့ကြတာအခုမှဘလို့ကဘလို့စိတ်ကူးစတင်ရကြတယ်လည်းမသိဘူးဒါတော့အခုကဲဆူရရဲ့ကြီးလက်တော်ရာဖွံ့ဖြိုးရေးနဲ့တီးနံပို့မှုတူးချဲ့စိုက်ပျိုးရေးစီမံခင်းတွေကျေးဇူးပေါ်ဆရာရဲ့ အေးဟုတ်ပြီဟုတ်ပြီ။အိုဒါနဲ့အခုတူးမြောင်းလန်းတလျှောက်ကျပ်ပုံတွေတချို့ချတာတွေ့ရတယ်။ထို့ဘိုးကုံးရွာဦးနဲ့ပောက်တန်းလိုလမ်းမမလို့ထင်းနေ။ဟုတ်တယ်ဗျ။ကျွန်တော်တို့ရွာကစုငွေတထောင်ရတယ်။ကျန်နာလိုသမျှကိုစုရပေးမယ်။အခုຫນွေပဲပြီအောင်ဖောက်မှာပဲ။ဟာဒါပြည့်မင်းတို့ရွာကိုမြင်းရထားတွေမော်တော်ကားတွေလည်းလာနိုင်တော့မှာပေါ့။လျှက်စင်ပြီးလည်းမကြမီရောက်တော့မှာပဲ။တို့ရွာတော့ဘူကျုပ်အိမ်ဆောင်ဆိုးရလက်ထက်ကလေးကလှုပ်ပြီးခဲ့တာပဲ။ ဟုတ်ကဲ့ဟိုကျွန်တော်တို့ရွာတွေပဲလဲစီမံနေပါပြီစီရဘယ်တော့ပြန်မလဲမပြန်ခင်ကျွန်တော်တို့ရွာအလေးလာပါအောင်ဆရာတော်ပါပြီကွာမင်းတို့ရွာဒါတော့ဖြစ်မြောက်နေတာသိရတာပဲဝမ်းသာလှပါပြီဒါကြောင့်မို့ဒီခင်းနဲ့ဒီရွာตาပါပေါ့လေစနေဟောင်းမလျော်ကန်လို့ခစ်ပြောင်းတော်လန်တော့ဒုနိုင်ငံပြည်အရေးကောင်းလိမ့်မနေတော်ရာဆွေ မြဝတီမဂဇင်း AB 1968ဆီယိတော်ဆွေဟိတတော်ဝိထုလူကောင်းတပုတ်ဖြစ်သည့်ခยีတထောက်ခยีတထောက် လာရောက်သူနာတဲခူသွားသည်ခူကားပေမှာပျော်လေသည်မဟုတ်ကြချင်းကျွန်တို့နေထိုင်ရာအင်းအိမ်ဒေတာတွင် တော်ပင်ငယ်များပြန်သွားပြီဆိုရင်ကျွန်ုပ်ကိုတရိယာကောင်းမှရတော်မူဖြစ်သောကျွန်ုပ်၏ဧည့်သည်တော်ပင်ငယ်ကြီးတကောင်ကို အထူးတရိယာတတအောင်မိမိပါတော်သည်သူကျွန်ုပ်စတင်တွေ့ရသည်မှာလမ်းဘေးရှိ တောကျုံဘုတ်တစ်ခုအောက်ဖြစ်ပါသည်မြို့မှလာ၍သူများတက်ကိုပင်ပြစ်ခတ်တက်ဖြက်ပြီးပျော်ဝဲစားတတ်သောတနတ်သမားတို့၏လက်ချက်ဖြင့်သူ၏ညာဘက်တောင်မှမှဒံယာရလျက် သွေးဆက်ဆက်နဲ့မပြေးနိုင်မပြန်နိုင်ရှိနေပါသည်ကျွန်ုပ်အိမ်ရောက်တော့ကျွန်ုပ်ဤပြည့်စုကုသမှုဖြင့်တလားတွင်မှသူ့တန်ရာကောင်းစွာပျောက်ကင်းသွားပါသည်သို့တော့အယိုးကြီးပေါင်းတက်စားဖြစ်၍သူမပြန်တန်းနိုင်ပါအတောင်တစ်ဖက်ကား၍နေပါသည်သူ၏မျိုးဆွေတွေကောင်းကင်မှာအုတ်တီးချီ၍ပြန်သားလာပြီဆိုမှဖြင့် သူ့နှုတ်တိကြီးကိုအပေါ်သို့မော်၍ဟစ်ကြွေးခုံငောပြန်ပြီးလိုက်ရန်ကြိုးစားရှာသည်သူ့မျိုးစုတွေကလည်းသူ့ကိုခေါ်ရန်တံပြိုင်ပြီးလျက်အောက်သို့အုပ်လိုက်နေဆင်းလာကြသည်သို့တော်သူသည်အပေါ်သို့တထွားမြမတက်နိုင်ပဲမြေပြင်မှသာတောင်မှတစ်ဖက်ကျိုးနှင့်ချက်လက်ပဲလေလျက်ရှိနေသည် သူ့ဆွေမျိုးတို့လည်းဘာမှ အကူအညီမပေးနိုင်၍အဝေးသို့တရေရေနဲ့ပြက်ကွယ်သွားကြပြီဆိုပါကသူသည်မျက်စိတစုံ ကြည့်နေရမှဦးကောင်းကြီးကိုနှိုက်ဆိုင်ချလိုက်တော့သည်ဒီလိုနဲ့ကာလာကြာမြင့်လေတော့နောက်ဆုံး၌သူ့လက်လျှော့လိုက်ခါဖြစ်ရရပေါ်မှာပဲပြောတော့မည်ဟုတန်လိတ်ထန်ချမ်းတူပါလေသူ့ဆွေမျိုးတွေကိုအောက်မှလမ်း၍ခုံငင်ခြင်းအတန်ပေးခြင်းမပြုတော့ဘဲ ကျွန်တော်အိမ်တွင်ရှိသော ကြက်များဘဲများနဲ့တင့်တင့်သော ပေါင်တင်ဆက်ဆံနေတော့၏သူသည်တော်ပင်ငရဲ့မျိုးဖြစ်ခဲ့ပါသည်သို့တော်ယခုအလွန်ရင်ကျေး၍နေပါသည် လူတွေကိုသူချစ်ခင်တက်လာပါသည်ကျွန်တော်၏လက်ထဲသို့ဥကောင်းကိုတူကောနှုတ်သီးဖြင့်ကျွန်တော်၏လက်ဘွားကိုမနာမချင်အောင်ကိုက်စိတ်တက်ပါသည် ကျွန်ုပ်ကလေးများနဲ့လိုက်တန်းပြေးတန်းကစားတတ်ပါသည်။စောတက် ပြော့တက်သောကြက်ကလေးများကိုလည်းသူအလိုလိုက်တက်ပါသည်သူကြောပေါ်ခုန်တက်လိုက် သူ့ဘိုက်အောက်ဝင်လိုက်နေစော့ကစားနေရမှာ ရုတ်တရက်မိုးရွာလိုက်ပါပြီဆိုပါကလည်းသူ့တောင်ပန်းနှစ်ခုကိုဖြန့်၍ကြက်ကလေးများကိုမိုးခိုစေကောင်းအိမ်အောက်သို့ခေါ်ဆောင်လာတတ်ပါသည်တခါကကျွန်ုပ်မျက်မြင်ဖြစ်ပါသည်ဘဲမတကောင်ကိုခွေးငယ်တကောင်ကလိုက်၍ကဲ့ရောက်သူသည်ခွေးငယ်ကိုနှုတ်သီးဖြင့်ထိုးလိမ်ခြင်းဖြင့်ဘဲမအန်ရီကိုကာဝယ်လိုက်ပါသည် အကယ်၍သူမနိုင်နိုင်သောခွေးကြီးများဖြစ်နေလေလဲကျွန်ုပ်တို့လူတွေကြောင့်အော်ဟစ်တိုင်တန်းတက်ပါသည်ငန်းတို့သည်လူသိမ့်သူသိမ့်များအိမ်တို့လာသည်ကိုမြင်မှာကအော်ဟစ်တက်ကြသည်လေကြီးစင်း၍ထိုးလိန်တက်ကြသည်မဟုတ်ပါလားသူလဲထိုးနီး၎င်းပင်ပြုတ်တည်း၍ညင်အချိန်မှာတကူးတဝက်များလာပါက ခွေးထက်စိတ်ချရသည်သည်ကျွန်ုပ်တို့မှာအိမ်တွင်သူရှိနေသည့်အတွက်အဖို့ကောင်းရနေသည် ူ့ကိုကြည့်၍ပီတိဖြစ်လာပါသည်။တို့ကြောင့်တနေ့တနေ့ကျွန်တော်ဤဇနီးကသိကုရ၍ငမ်းမတကောင်ကိုဝဲပေးလိုက်ပါတော့သည်။အိုးသူ့ဝမ်းသာလိုက်သည်ဖြစ်ချင်းလား။သူတို့တောငဲ့တောငန်းတို့သဘာဝမှာတလင်တမယားဖြစ်နေတတိုက်တုံဖွေ၍နေတတ်ကြသည်မဟုတ်လား။သူတို့ဒီဤတိုင်းပင် နေကြလေသည်။သူတို့အမွေများကိုချွတ်၍အိမ်အောက်တနေရာမြေကြီးပေါ်မှာအတိုက်အအုံဖွဲသည် ညင်အချိန်မှာနှစ်ကောင်တူလေချင်းရှည်၍အိတ်ဆက်ကြသည် သူတို့လေများသည်တူအိုတူအလုံးချစ်ခင်ကြသည်တနေ့တနေ့သူနဲ့ငမ်းမအလန်းကွာလျက်ရှိသည်ရုတ်တရက်ငမ်းမ၏အလန်းတကြားအော်တန်ကိုကြားလိုက်ရသည် သူသည်မိမိမပြန်မတန်းနိုင်ဖြစ်နေကြောင်းကိုမေ့လျော်ကတအားထ၍ပြန်လိုက်သောငမ်းမရှိရာသို့ချုံမောသောရောက်ရှိသွားလေ၏ဇေနိုက်တကူသူအံ့ဩမည် လွန်သောဝမ်းသာအရာရှိမည်စင်စစ်အီချိန်၌ကျိုးကဲ့သို့တောင်မှမောင်အယိုးပြန်ဆက်ပြီးအကောင်းပကတိဖြစ်နေခြင်းပြီသူစံမကြည့်မိ၍ကိုဟာကိုပြန်နိုင်နေမဲမသိခြင်းဖြစ်ပေသည်ယခုသူဟာသူတိသွားတော့အင်မတန်ရွှေမြူးသောကျွန်ုပ်စီသူ ပြန်လာလျက်ကျွန်ုပ်လက်ခုပ်တဲသူ့နှုတ်သီးကိုထိုးသွင်းကောမနာမကျင်စိတ်သည်သူဒေါခိတာဘဝမှာကင်းလို့သွားပြီဖြစ်ကြောင်းပြောပြသည်ကိုကျွန်ုပ် နားလေပါသည်ထိုနောက်သူသည်ကောင်းရင်သူထိုးတက်သွားကောအနည်းပဝင်ခြင်းနှင့်အာရပါရကြီးပြန်တန်းလိုက်လေသည်အင်းယခုအခါသည်ညရသည်မိုးဦးကြ၍သူအမျိုးဆွေတွေတော်ပဲငန်းတွေလာပြီဆိုရင် သူလိုက်ပါသွားကြတော့မလားဟုကျွန်ုပ်စိတ်ထဲမချစ်မရဲဖြစ်မိသည်ဘယ်နဲ့လို့မင်းနီသူမပြန်တော့အတောင်လေးဖြတ်ပစ်လိုက်မလားအိုးကျွန်ုပ်မလုပ်ရပါ ူတဘာဝသူ့တဘောဆန္ဒနဲ့သူ့လွတ်လပ်ခွင့် သူယူပါသေးလေသူ့အမျိုးသူ ချက်ပါသေးတော့ဒါအိုတွေးလျက်မဟုတ်ချမှာကိုကျွန်ုပ်စိုးရိမ်မိနေသည်သို့တော်တာစီ၍ရာကောင်းသောအရာမျိုးမဟုတ်ချေနွေနောင်ရက်ကုန်ကဆုံနေယုံအခုတောင်းလေးထုတ်ဖြူကမိုးပြာကောင်းကင်တွင်ငွေတရားငန့်ဦးကြီးပထမဦးဆုံးချိန်ပေါ်ပေါက်လာသည့်နေ့သူနှင့်ကျွန်တော်သည် တလင်းထဲမှရှိနေသည် သူသည်သူ့မျိုးဆွေတွေအတန်ကိုကြားလင်ကြခြင်းငန်းရိုင်းတို့၏အမူအရာ ပြန်ပေါ်လာကမချုပ်တီးနိုင်သောမြူးထူးပျော်ရွှင်ခြင်းဖြင့်တုံတို့ပြီးခုံပြန်တန်းကငန်းအုပ်စုတဲသို့ယောနော်လိုက်ပါသွားလေ၏ကျွန်ုပ်သည်သူ့ကိုမျက်စိတဆုံးကြည့်ကသွားပြီတော့ကွယ်သွားပြီတော့သွေးဇနီးငန်းမသည်နေဝင်သည်ထိဘာမှမဖြစ်သေးချေ အကြောင်းမူသူသည်သူ့ကိုယ်သူပြန်နိုင်ပြီဖြစ်ကြောင်းတည်တည်နေမှဆော့၍နေစဉ်ပင်၃လနိုင်မြောက်ဟိုလီဒီပြန်တန်းသွားလာလေပတ်လိရှိသည်ယခုလေငမ်းမကသူဒီလိုပဲခိတ္တသွားနေခြင်းဟု အောင်းမိတ်နေရာမှာညင့်ချိန်တန်းအောင် သူပြန်မရောက်တော့မှတကြောကြောအော်မီညင်းညူသောပြုသည်နောက်တနေ့ကျတော့အစာကောင်းစွာမစားတော့ခြင်းဒုတိယရက်တွင်လုံးဝမလုပ်တော့ဘဲတနေ့ရက်တွင်မှဝင်နေတော့၏ သူတို့သည်တလင်တမယာဖြစ်နေလာပေါင်းများသောဤအတူညာမခွဲနေခဲ့ကြသည်မဟုတ်ပါလားငံမတန်ရောစင်ပြီးတောက်လောင်လေသည်သို့သောတုံးရမြောက်၌သူပြန်ရောက်လာသည်ဤအခါ၌သူမျက်နာတွင်ငန်းရိုင်းတို့၏အမှုရာမရှိတော့ဘဲကျွန်ုပ်၏လက်ကိုမနာမချင်းထိုးစစ်ခါကျွန်တော်ဒီမယားနှင့်မခွဲနိုင်တော့ပါဘူးဟု ပြောသည်ဖြစ်ကြောင်းကျွန်ုပ်နားလေလိုက်ပါသည် အီမဆာရီကသူမျိုးစုတွေလာရင် အောက်မှာအုံမြွေနှုတ်ဆက်ဒီမှာတပါပြန်တန်းလိုက်ပါခြင်းမပြုတော့ဘဲငမ်းမနဲ့သာပြိုရှင်သွားနေလေတော့ဤတို့ရတွင်ချစ်ခင်ပေါင်းတဲ့ဆက်ဆံခြင်းကကိုယ်ကွေးနောက်ဆုံးရှိကြဤမြည်သည့်တတဝါမဆိုသင်္ခါရသဘောတရားကို မလွန်ဆန်နိုင်ကြတဏီသောခါ၌ငမ်းမသည်ကျွန်ုပ်တို့တရားလုံးတွင်ဖြစ်ပေါ်သောငမ်းနာယောဂရာ၍တည်ဆုံသွားလေဤ သူဒီအတက်မရှိတော့ပြီဖြစ်သောငမ်းမဤကိုကို သူ့လဲပင်ရှိကြည့်ဖြစ်ထီကာပုတ်ကောအော်မီညင်ညူနေရှာ၏ရင်းကိုကျွန်ုပ်သည်ကြာကြာကြည့်ရှု၏မနေနိုင်ပါငမ်းနာရောကသူ့ကိုကူးမှဆိုရသည်တီအတွက်ငမ်းမလောင်းကိုအမြန်ယူကောချမ်းသီယုံနာမှတွင်တူ၍မြုံနှံပြလိုက်ရပါသည်သူဒီကျွန်ုပ်ပြုလုပ်သည်များကိုစိတ်ငြိမ်စွာကြည့်ရှုနေပါသည် နောက်ဆုံးမြည်ဖို့ပြီးသောအခါတွင်ကျွန်ုပ်စီသူပြေးလာ၍ကျွန်ုပ်လက်ကိုသူ့နှုတ်သည့်ဖြင့်ထိုးစိတ်ပါလေ။အီယာဒီဒီငိုင်းရိုင်းများလာခြင်းဖြစ်၍သူ့မျိုးစုတွေကိုမော်ကြည့်လိုက် ကျွန်ုပ်လက်ကိုမနာမကျင်အောင်ထိုးစိတ်လိုက်ပြူနေပါလေ။ကျွန်ုပ်နားလဲပါပြီ။သူ့ဘာပြောသနည်းဒီမှာသူ့ချစ်သူမရှိတော့ဘူး။ဒီမြေမှာနေရင်သူ့တန်ရောစင်မိသောပုံမူတောက်လောင်တော့မည်။ဒါကြောင့် ကျွန်တော်တခါရဲအပြီးသွားပြရစီတော့တဲ့နောက်ဆုံးနိုင်သူသည်တကြိမ်နဲ့ကျေလောင်တော့အဟိကောမြေပြမဝေဟင်းတို့ပြန်တက်၍သူ့မျိုးဆွေများအုပ်စုတွေတို့ဝင်ရောက်ရုံတော်လိုက်ပါသွားလေ၏တို့မှသူသည်ကျွန်ုပ်စီကိုတခါမှပြန်မလာတော့ထို့ကြောင့်ယခုလိုမိုးရွာသည့်ချိန်ကျွန်ုပ်တို့အင်းအိမ်ဒေသတွင်တောင်ငယ်အုပ်စုတွေပြန်တန်းသွားပြီဆိုမှဖြစ် ကျွန်ုပ်ကိုတရိယာကောင်မှရတော်မီဖြစ်သော ကျွန်ုပ်၏တော်ဝေငန်းကြီးကို အထုတတအောင်ပေမိပါတော့သည်ခရီးတထောက်လာရောက်သူနာတဲခုသွားသည်ခူကားဘယ်မှာပျော်လီသည်တော်ဒါဆွေမုမခရတမဂဇင်း1989